welcome back my ugly children တို့ရတို့မမြခင်ကြမယ်ပေါ့နော်ပုန်ရပုန်ဒီ x တေရမကောင်းတဲ့အကြောင်းတွေပဲပြောပြရတယ်ဆိုတော့ तू လည်းမကောင်းတာရှိမှာပဲ तू ကအဲ့ဒါမကောင်းတာကြီးကြတော့ဘာလို့ဖုံးထားတဲ့ပညာထင်ကြနိုင်မယ်ဆိုတဲ့အခါကျတော့အဲ့ဒါကြောင့်မို့လို့ဒီနေ့က ိုနီအရင် relationship မှာပိုနီမကောင်းတဲ့တဲ့ဟာတွေပိုနီအထုတ်ကိုပိုနီဖြီမယ်ဆိုတော့လောလောဆယ်ပေါ်တော့ဒီလိုဝှစ်ဆုံဖြူလေးညာလေးဝှစ်ဆုံလေးဝစ်လိုက်လို့၆ောက်မှလေးလို့လှမလာနေတာကျမပုံစံဘာဖြစ်နေလဲဆိုတော့မိုင်းတိုင်း86ကပရင်မပုံစံပေါက်နေတယ်ဆိုတော့ပူနီနောက်ဆုံးဗီဒီယိုမှာတင်လာတဲ့ X နဲ့အကြောင်းကိုပူနီပြပြပြမယ်ဆိုတော့ပူနီမကောင်းခဲ့တဲ့အပိုင်းတွေပဲပူနီပြပြမှာပေါ့နော်ဆိုတော့ဘာလို့ဆိုတော့ပူနီမကောင်းခဲ့တာတွေကလူဝင်နားထောင်ပြီးတဲ့အခါမှာအော် ပိုနီမှားတဲ့အမားမျိုးမမားအောင်ပိုနီလှုပ်ခဲတဲ့ယူတွတ်တဲ့အရာတွေမျိုးမယူတွတ်နိုင်အောင်လို့မမားနိုင်အောင်လို့ပိုနီကဒါပြောပြတာပေါ့နော်ပြီးတဲ့ခါကျလို့ရှိရင်ပိုနီ X နဲ့ဒီနောက်ဆုံးရီးစားနဲ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေအားလုံးကိုနော်ပိုနီတနေ့စိတ်အဆင်ပြေဖြစ်တဲ့ခါကျလို့ရှိရင်နော်ပိုနီပြတ်မယ်လောလောဆယ်ဆုံးပိုနီမပြောပြခြင်းတည်းဘာလို့လဲဆိုပိုနီကြောက်လို့ကြောက်လို့ဆိုတော့များတင်ကြတယ်မှာဟာပိုနီကသူ့ကိုဟိုအရင်ဘဲကအောက်ဖဲလှန်လို့ရတဲ့အကြောင်းအရာတွေအများကြီးရှိတာမို့လို့သူကဒီဘဲကိုကြောက်လို့မပြောရဲလို့ထင်ကြနိုင်မယ်တကယ်တော့မဟုတ်ဘူး သူ့ကိုလည်းပုံနီအောက်ဖဲလန်စရာဘာအကြောင်းအရာမှမရှိဘူးလို့သူကလည်းပုံနီကိုအောက်ဖဲလန်စရာဘာအကြောင်းအရာမှမရှိဘူးဒါပေမဲ့ပုံနီကဘာလို့မပြောရဲလဲဆိုတဲ့အခါကျတော့ထပ်ပြီးတော့ပြဿနာကြီးမတက်ချင်တာအဲ့လိုသူနဲ့ထပ်ပြီးတော့ဖုန်းနဲ့အကြာကြီးပြောရမှာတောင်းတဲ့ယောက်လို့သူ့ကိုထိခိုက်မဲ့စကားကိုကိုထိခိုက်မဲ့စကားနှစ်အောင်လုံးစိတ်နာကျင်ရမဲ့စကားအဲ့လိုမျိုးတွေပုံနီမပြောချင်တော့မှလို့သူ့အတန်လည်းမကြချင်သူ့ရုပ်လည်းမမြင်ချင်သူနဲ့ပတ်သက်ပြောလဲဘာအကြောင်းမှလည်းမသိချင်ဘူးအဲ့ဒီအရာကိုကြောက်တာမှလို့ပုံနီကသူနဲ့ ဘာလို့ပြက်ခဲ့လဲဘလောက်တိဘာတွေဖြစ်ခဲ့လဲဆိုတော့ပုံနေပြပြဖို့လို့စိတ်ကအဆင်သင့်မဖြစ်သေးဘူးပေါ့နော်။သူနဲ့ပုံနေတဲ့ relationship ကတော်တော် toxic တွေဖြစ်ခဲ့တယ်။ဘလို့ toxic ဖြစ်ခဲ့လဲဆိုတော့အချင်းချင်းအားပေါ့နော်တနည်းရောက်မရည်ရွယ်ပဲပဲဖြစ်ဖြစ်ရည်ရွယ်ပဲဖြစ်ဖြစ်နားချင်းအောင်နေလုပ်တယ်တစ်ဖက်သားနားချင်းမဲ့စကားတွေအချင်းချင်းပြောကြဆို it was a really toxic relationship toxic အဖြစ်ဆုံးကဘာလဲဆိုတော့ပိုနီရဲ့သူ့ပေါ်ဆွဲလန့်မှုပေါ့နော် I had like a very very unhealthy obsessions with him and it kills me a lot it destroy me ပုံဒီအခုလို့ပုံစံမျိုးပြန်ဖြစ်အောင်လို့ပုံဒီတော်တော်လေးကိုအချိန်ယူပြီးတော့တိဆောက်ခဲ့ရတယ်ဆိုတော့အရင်ဗီဒီယိုကြည့်ပြီးတော်တော်များလည်းတိပြီးလောက်ကြပါပြီသူနဲ့ပုံဒီဘာလို့ပြတ်သွားလဲဆိုတော့တိပြီးလောက်ကြပြီးတော့ပုံဒီအဲ့ဒါကိုထပ်ပြီးတော့လည်းမပြောတော့ဘူးဒီတေးကိုလည်းမပြောချင်တော့မပြောချင်တော့ဘူးဆိုတာ social media မှာဒီကောင်လေးကိုပုံဒီကြောင့်နဲ့လူဆိုးလို့လူတိုင်းလို့မမြင်သေးချင်ဘူးဒါတော်တော်များများပုံဒီအမ်ပုံဒီချစ်သေးလို့သူ့ကိုကာပေးနေပါညာပါညာမဟုတ်ကာပေးရမဟုတ်ဘူး သူ့ကိုလည်းလူဆိုးမဖြစ်စေချင်သူတို့ပူနီလည်း victim မလုပ်ချင်ပူနီအများနဲ့ victim ကိုလည်းမလုပ်ချင်နှစ်ယောက်လုံးကမှားခဲ့တာမို့လို့ညီကျူညီမမှားခဲ့တာမို့လို့တယောက်တည်းရပဲလူဆိုးဖြစ်ရမယ်ဆိုတာလုံးဝအတိတ်ပဲမရှိဘူးဟုတ်တယ် तू ကပူနီကိုမချစ်တော့လို့ဖြတ်သွားမှန်တယ်ဒါပေမဲ့လူတယောက်ကကိုယ့်ကိုမချစ်တော့လို့ဖြတ်သွားတာနဲ့မလိုချင်လို့ထားခဲ့တာနဲ့ပဲအဲ့လူကလူဆိုးဖြစ်ရမယ်ဆိုတာအမှန်တရားမယ်ဆိုလို့ရှင်တော့တိတ် fair မဖြစ်ဘူးနော်ဘာလို့လဲဆိုတော့ तू ဟုတ်တယ်ပူနီကိုမချစ်လို့ဖြတ်သွားတာမှန်ပေမဲ့ အဲ့ကြောင့်လည်းသူလူစိုးဖြစ်တာအကြောင်းမရှိဘူးဘာလို့လဲဆိုတော့သူမိဘအဲ့အတွက်လည်းသူကအဖိုးတန်တဲ့သားသမီးတယောက်ဖြစ်နေရပဲသူတငယ်ချင်းတွေအတွက်လည်းသူကခင်မင်ရင်းနှီးဖို့ကောင်းတဲ့တငယ်ချင်းတယောက်ဖြစ်နေရပဲသူအလုံးလုံးနေတဲ့လူတွေအတွက်လည်းသူကကောင်းတဲ့ coworker တယောက်ဖြစ်နေရပဲဆိုတော့ပုန်နီပြောလိုက်တဲ့စကားအကြောင်းနဲ့သူကလူစိုးဖြစ်ရမယ်ဆိုတာကအယံပေါ့နော် ခလေးလဲဆန်ပြီးတော့ကိုနီးဘက်ကလည်းမရင်ကြရရောက်တယ်အရင်တော့ကတော့ကိုနီးကအဲ့လိုမခလေးဆန်ခဲ့တာပေါ့နော်ဟာ तू ကငါ့ကိုမချစ်ဘူး तू ငါ့ကိုထားရတယ်ငါကတော့ချစ်တာဘာညာဘာညာဘာညာအဲ့လိုပြောခဲ့ပြီးတော့ဟိုတငယ်ချင်းနဲ့အမြင်မှာ तू ကလူဆိုးကြီးဖြစ်ခဲ့တယ်ပေါ့နော်အခုပြန်တွေ့ကြည့်လို့ချင်းအဲ့ဒါကြီးရလေရှက်စရာကြီးရှက်စရာကြီးတော့ကိုနီလုတ်ခဲတဲ့ဟာတွေကတော်တော်ရှက်ဖို့ကောင်းနေပေါ့နော်ဟိုအေးစေးလေးမူးဝင်လိုက်ရမှာကိုနီကလုံးဝအမှန်တရားကိုလက်မခံနိုင်ဘဲနဲ့အတင်းကြီးကို သူများတွေကိုရှောက်ပြောပြီးတော့လူစိုးကြီးဖြစ်သွားပဲအဲ့အတွက်လည်းပြန်တွေးလိုက်တိုင်းပိုနီတော်တော်အားနာရတယ်ကိုယ့်ကိုယ်ကိုလည်းရှက်တယ်ပြီးတဲ့အခါကျတော့အဲ့ဒီ relationship ကလည်းပိုနီကိုအကြောင်းအရာတွေအများကြီးတင်ပေးလိုက်တယ်ဘာတင်ပေးလိုက်လဲဆိုတော့လူရဲစိတ်ကိုတိွားတိွားကိုစတာဒီအကြောင်းအရာသူနဲ့တော့မတက်ဆိုင်ဘူးပူနီနဲ့သူနဲ့ပြတ်သွားတဲ့အခါမှာပူနီပတ်ဝန်းကျင်လူတချို့ကိုပူနီရေဖွင့်ခဲ့တယ်ဘသူလဲဆိုတာလည်းပြောခဲ့တယ်သူတို့လည်းသိရသူတို့ကတော့ဟုတ်တယ်ပူနီမှ तू ကနင်းမောမကောင်ပြစ်သွားတာပဲကောင်းမြတ်အကောင်မေးလိုက်ပါညာငါတို့အရန်မုန်းတာပါညာအဲ့လိုပြောပြီးတော့အဲ့လိုပြောတဲ့လူတွေကပဲ သူ့ရဲ့စကားဟိုက်သွားပြောကြတယ်။သူပုံနေတင်လို့ရှိရင်အဲ့လူတွေကထိတ်ဆုံးသွားပဲအသေးတွေပေးပြီး comment တွေရေးကြအဲ့ရမြင်နေပုံတွေကတိလိုက်တာတချို့တချို့တွေဝင်တော့အွန်းဒီကောင်မတွေကောင်ဒီကောင်နဲ့ငါနဲ့ပြတ်သွားတာကိုပျော်နေရပဲဒီကောင်ကိုကျိတ်ပြီးတော့ဖြွာနေရပဲငါတငယ်ချင်းပုံစံမျိုးလုံးကြပြီးတော့ဒီကောင်ကိုကျိတ်ပြီးတော့မှုန်နေရပဲဆိုတော့ပုံနေတိပွားအဲ့အချိန်မှာ တချို့လူတွေနဲ့ပုံနေလုံးဝ cut off လုပ်လိုက်တယ်ဆိုတော့ဒီ relationship ကတင် जा ပြီးအရာတွေတခုကအဲ့ဒါပေါ့နော် ိုးပတ်ဝန်းကျင်မှာကိုကအပေါင်းသင်းလို့သတ်မှတ်ထားပေမဲ့တကယ်တကယ်ကျတော့အပေါင်းသင်းမစစ်တဲ့လူတွေလည်းအများကြီးရှိတယ်။ကိုရဲ့ရည်စားကိုကြိတ်ပြီးမှန်းနေတဲ့လူတွေလည်းရှိတာပေါ့နော်။အဲ့လိုနဲ့ပဲပထမတစ်ခါသူနဲ့ပူနီနဲ့ပြတ်သွားတယ်။ပူနီအရန်နေနာကျင်ပြီးတော့ရန်ကုန်မှာလုံးဝမနေနိုင်တော့လို့ပူနီဘန်ကောက်ကိုပြောင်းခဲ့တယ်။ဘန်ကောက်ပြောင်းခဲ့တဲ့ခါမှာမနစ်ကပြောင်းတာမဟုတ်ဘူး။လွန်ခဲ့တဲ့၃နှစ်လောက်ကပေါ့နော်ပူနီဘန်ကောက်ကိုခဏပြောင်းခဲ့တယ်တော်တော်များများသိကြပါလေဆိုတော့ပူနီအများကြီးသိချင်တာကလေ တောက်လျှောက်အကြီးစားတွေလည်းထားခဲ့ဘူးကပဲအဲကြီးစားတွေနဲ့လည်းတော်တော်ဆိုးရွားတဲ့ relationship တွေဖြစ်ခဲ့ဘူးပဲဒီကောင်လေးနဲ့ပြက်တာတာမန်ပဲပြက်သွားတာဘာမှအဲ့လောက်ဆိုးရွားတာမရှိဘူးကွာအရင်ကြီးစားတွေနဲ့ဆိုလို့ချင်းသူတို့ဖောက်ပြန်တဲ့ကိစ္စတွေရော သိချပါလို့ပြောပြီးတော့အဲ့လိုဘာလို့ရနေတွေ့သွားတာမျိုးတော့အဲ့လိုမျိုးအများရှိရကွာဆိုတော့အဲ့ဒါတွေခံလာခဲ့ရပြင်မဲ့ပုန်ဒီတိတ်အများကြီးမခံစားခဲ့ဆိုတော့ပုန်ဒီအများတိကျင်ခဲ့တယ်ဘာလို့ပေါ့နော်ဒီကောင်လေးနဲ့ဒီ break up ဖြစ်တာမှာပုန်ဒီတို့ဘာလို့အလောက်ကြီးနာကျင်ရတာလဲဘာလို့အလောက်ကြီးပုန်ဒီယုံထောက်ဖို့ခက်ဒါလဲဆိုတော့ပုန်ဒီအရန်တိကျင်ခဲ့တယ်အဲ့ဒါအဲ့လိုနဲ့ပဲပုန်ဒီတရက် therapist ပြလိုက်တယ် online အနေနဲ့ဆိုတော့ အဲ့အဲ့ဒါလေးပုံဒီကနိုင်ငံခြား website ကနေပြ website နာမည်မင်းနေပုံဒီပြန်ပြီးတော့ share ပေးမယ် share ပြီးတွေ့လို့ရင် link ပေးမယ်အဲ့မှာနိုင်ငံခြားဒီ therapist တောက်နဲ့ပုံဒီတွေ့ကြည့်ရပတ်သက်လည်းတော်တော်တော့ကုန်သွားအဲ့ဒါလည်းတွေ့ကြည့်ပြီးတော့အဲ့ relationship အကြောင်းပြောတာပေါ့နော်ပုံဒီသူ့ကိုပြောတယ်ဘာလို့ဒီလောက်ဒီ relationship ကပုံဒီပေါ့ impact အလောက်ကြီးညာလဲဘာလို့အလောက်နာကျင်နေရတာလဲလို့ပုံဒီမိလိုက်တဲ့အခါမှာ तू ကမွန်နီကိုအဆင်ပြေမယ်ဆိုလို့ရှင်အရင်ဖြစ်ခဲ့တဲ့ relationship တည်ရဲ့ ဲ့ဖြစ်ပြခဲ့တဲ့အချိန်ကြီးပြောပြမလားပြောပြနိုင်မလားဆိုတော့ပုနေရင်ကြီးစားအကြောင်းပြောပြတယ်ပြီးတော့သူတို့နဲ့တွဲခဲ့တဲ့အချိန်ကြီးပြက်ခဲ့တဲ့အချိန်ကြီးပြောလိုက်တဲ့အခါမှာ therapist ကဘာကောက်ပြောလဲဆိုတော့ ဘာလို့ဒီ relationship ကိုဒီ break up ကိုဘာလို့ပုံညာ move form ကိုခတ်နေလဲဆိုတော့တကယ်ချင်းနေနဲ့ဝင်းနေရကာလာမှုလို့တဲ့ဟုတ်တယ်ဘာလို့လဲဆိုတော့အရင်ကြီးသားရင်းနဲ့တွဲခဲ့ပြက်ခဲ့တဲ့ကာလာတွေကပုံဒီတက်ကူတက်နေတဲ့အချိန်ကြီးဆိုတော့တကယ်ချင်းနေနဲ့အများနဲ့အနားမှာအတူရှိနေတာဖြစ်တဲ့အတွက်ပုံဒီမှာအရင်ကောင်းတွေကိုလွန်ဖို့ပြီးရင်သူတို့ရတဲ့ဒဏ်ရာတွေကို heal ဖို့တော့ပုံဒီမှာအချိန်မရခဲ့ဘူးလို့တကယ်ချင်းနဲ့တွေ့ပြီးကားလည်းဖြစ်ပြီးတော့ဒဏ်ရာရဲ့အကုန်ပျောက်သွားပြီးတော့ အလန်းစတဲ့ဖြစ်သွားတာပဲဆိုတော့ဒီကောင်လေးနဲ့အကျတော့ဒါတက်သူပြီးရဲ့အချိန်တကယ်ချင်းနေရာလဲလုပ်ငန်းဝင်တွေလဲဝင်နေပြီကိုကလည်းကူးပွားနေကိုအလိုတယောက်တည်းဖြစ်နေပြီအချိန်ဆိုဲအချိန်မှာဒီကောင်လေးနဲ့တွေ့တယ်ချစ်တယ်ပြီးတော့ပြတ်သွားတဲ့အခါမှာကျတော့ဟိုးအရင်ပုံဒီလုံးဝ မကုစားခဲ့ရတဲ့ဒီစိတ်အတွင်းထံရတဲ့အားလုံးကဒီရောက်တဲ့ပြည့်တဲ့ကမှာစုပြုံပြီးတော့ပေါ်လာတာပြုတ်ပေါ်နေအနားမှာတငယ်ချင်းတွေလည်းမရှိပေးနိုင်တဲ့အချိန်ဆိုတော့တောက်တဲ့လုံးကြီးဖြစ်ပြီးတော့ဒီဒဏ်ရာတွေကအကုန်လုံးပြန်ပေါ်လာတာဖြစ်တဲ့အတွက်အဲ့ဒါကြောင့်မို့လို့အရန် heal လုပ်ဖို့ခက်တယ်ဆိုတာကိုရင်းနားလဲသွားတယ်။အဲ therapist ကအဲ့လိုပြောပြတာကိုရင်းအရန်ကျေးဇူးတင်နေပြောကိုရင်းဒီမှာဘာတစ်ခုအကြံပေးချင်လဲဆိုလို့ရှိရင်လေ move on ကိုခတ်နေတဲ့လူတွေတကယ်ကြီးကိုရင်ဖွင့်လိုက်ပြီမဲ့ရင်ထဲမပေါ့သွားအောင်ဆိုရင်လူတွေအဲ့လို therapist နဲ့ပြဖို့လို့ကိုနေ recommend ပေးရဘာလို့လဲဆိုတော့ တငယ်ချင်းနေရလဲတာ professional counselor တွေမဟုတ်ဘူး mental counselor တွေမဟုတ်တာဖြစ်တာဖြစ်တဲ့အတွက်သူတို့ကကိုယ့်ကိုဟီးလုပ်ပေးနိုင်မကူအကူအညီပေးနိုင် therapist တွေကတော့ကူညီပေးနိုင်တာအားကြောင့်မလို့အဲ့လိုမျိုးပေါ့အရန် break up ကဆိုးနေပြီဆိုလို့ရှိရင် therapist နဲ့ပြဖို့လို့ကိုယ်ညီဒီလူတွေအားလုံး recommend ပေးပါတယ် ာဥတွေဖတ်တယ်တရားတွေထိုင်တယ်လို့ relationship နဲ့ပတ်သက်တဲ့စာဥတွေဖတ်တယ်အဲ့လိုအဲ့လိုမျိုးဖတ်ပြီးတော့ပိုနီစိတ်ကိုပိုနီပထမတစ်ခါမှာတီဆောက်လိုက်တဲ့အခါမှာပိုနီကစိတ်ထဲမှာတနာဟာမလုံးဝတာမာသွားပြီ I'm a confident as bitch နောက်လာမဲ့ relationship တဲ့အားလုံးလည်းငါ handle လုပ်နိုင်ပြီငါဆံမာကြီးဖြစ်သွားပြီလို့ထင်ခဲ့ပေမဲ့တကယ်တကယ်ပြန်ပြီးကြုံတဲ့အခါမှာလည်းပိုနီထပ်ပြီးတော့ အရင်ကအတိုင်းပဲကိုတိဆောက်ခဲ့တဲ့အရာတွေအလုံးကပြက်ပြီးတော့အရင်အတိုင်းပြက်ပြီးတော့ပြိုလဲသွားတယ်အခါဒီမှာကိုကိုကိုလည်းရှက်ပြီးတော့မုံမိရမယ်ဒီမှာဝင်တခုပြောချင်တာတော်တော်များများလည်းအဲ့လိုဖြစ်နေမယ်ကိုကိုတာမာလာပြီးထင်ပြီးတော့ relationship တခုလည်းပြန်ရောက်သွားပြီးတော့အဲ့အချိန်မှာကိုနီကိုအရင်ကဖြစ်ခဲ့တဲ့အရာတွေအလုံးပြန်ဖြစ်နေရကိုအရန်နွားကြနေအဲ့တွင်းနဲ့ပတ်သက်ပြီးကိုကိုဒေါသထွက်ကြလိမ့်မယ်ဆိုလို့ရှိရင်ပုံနေပြောချင်တာကိစ္စမရှိအဆင်ပြေတယ်တကယ်အဆင်ပြေဘာလို့လဲဆိုတော့ ပွန်နီတို့ကဒီလူကြောက်ကိုတကယ်ချစ်သွားတာကိုချစ်သွားတာမို့လို့သူ့ကိုဖြည့်ဆည်းပေးခြင်းနဲ့သူ့ကိုအနစ်နာခံပေးခြင်းနဲ့သူ့အတွက်နဲ့အရာရာအကုန်လုပ်ပေးခြင်းနဲ့ကိုယ့်ရဲ့မာနကြီးထိပ်စေကိစ္စမရှိဘူးသူ့ကိုပြောအောင်လုပ်ပေးမယ်ဆိုရင်စိတ်လျာရှိရပါလို့ဆိုတော့ချစ်တဲ့စိတ်မို့လို့ဆိုတော့အဲ့အကြောင်းမို့လို့ကိုယ်လုပ်တဲ့အရာတွေအားလုံးကအနွားကြနေရအရန်ရှက်ဖို့ကောင်းနေရမာနထိရဆိုပြီးကိုယ့်ကိုယ်ကိုရှက်တာမျိုးဒေါသဖြစ်တာမျိုးတော့မဖြစ်စေချင်ပါဘူးလဲဆိုတော့ you love this person so it's okay to be a stupid ass bitch in the relationship သူနဲ့ပြန်ပြီးတော့အဆက်အသွယ်ပြန်ရတယ်ပြန်ရတယ်ဆိုတာလဲဒါသူ့ဘက်ကပြန်ဆတာမဟုတ်ပါဘူးဒါကပြောပြရမဟုတ်ဘူးကောင်းလေးဘက်ကပြန်ဆတာကျွန်မနေနိုင်လို့ကိုနေရမနေနိုင်လို့ဒီနွားမမနေနိုင်လို့ကိုကပြည့်ပြန်ဆက်သွယ်ပြီးတော့သူနဲ့အာစကားတွေပြောအဆက်အသွယ်တွေပြန်ရပြောပုံနေတော့ဒါပြန်ပြီးတော့စကားပြောကြတာပေါ့နော်ပြီးတော့ပုံနေရန်ကုန်ပြန်ပြီးတော့ရောက်လာတယ်သူကကြတော့ဘယ်လိုလဲဆိုတော့ပုံနေနဲ့မတူတာက तू ကပြတ်သွားပြီဆိုလို့ရှိရင်အပြည့် ပြက်ပြီးဟိတ်တဲ့လူသားမျိုးအရန်ပြက်သားတဲ့လူသားမျိုးပုံနေကကျတော့မပြက်သားနိုင်တဲ့လူသားမျိုးဆိုတော့သူနဲ့ပုံနေကအဲ့ဒါလည်းအရန်กว่าတယ်အဲ့လိုနဲ့ပုံနေရန်ကုန်ပြောင်းလာတယ်ရန်ကုန်ပြောင်းလာခြင်းပဲသူနဲ့ပုံနေနဲ့ပြန်ပြီးတော့တွေ့ကြတယ်တွေ့ရစချင်းတွေ့ချင်းမှကျတော့နှစ်ယောက်လုံးကအရန်ဘယ်လိုပြောမလဲကတိကအောက်ဖြစ်နေကြတယ်ကွာတွေ့တာတွေ့စကားလာမျက်နှာချင်းဆိုင်ပြီးပြောနေရပါလို့ဆိုတော့ သူကလည်းအရင်တော့သူလုပ်ခဲ့တဲ့ကိစ္စတွေရှိတယ်။ပိုနီကလည်းအရင်တော့တွဲခဲ့တာရှိရဆိုတာရီစားဟောင်းမြောက်ပြန်တွေးကြတာဖြစ်တဲ့အတွက်နည်းနည်းတော့ awkward ဖြစ်တယ်။ဒါပေမဲ့တဖြည်းဖြည်းနဲ့အလိုစကားတွေပြောရင်လည်းပိုနီစကားပြောကောင်းတာလူပိုင်းလည်းသိပါရဲ့။ဆိုတော့စကားတွေပြောရင်တော့ရောက်ပြန်ပြီးစရင်နောက်ဝင်တယ်တော်တော်လေးကိုပိုနီကိုဆက်ဆိုင်ရပြန်ပြီးအဆင်ပြေသွားတယ်။ awkward ဖြစ်နေရတယ်။တရက်တည်းလုံးဝပျောက်သွားပြီးတော့အဲ့ဒီမှာပိုနီနဲ့သူနာဟာမြို့ထဲမှာရှောက်သွားမုတ်တေစားပြီးတော့လုံးဝပျော်ကြောင်တဲ့အချိန်လေးတခုပြန်ပြီးတော့ရောက်လာခဲ့တယ်ပေါ့နော်။ တယောက်သားကဘယ်လိုပြောမလဲလုံးဝလက်ဖြောက်တီးတိုက်ဘယ်လိုမျိုး we just clicked again တခါလေကြလို့ရှိရင်ပူနီတို့ဘဝတွေကိုပူနီတို့ရဲ့အဆောက်အအုံတွေပဲဖြစ်ဖြစ်စကြဝဠာကြီးပဲဖြစ်ဖြစ်ဖခင်တခင်ပဲဖြစ်ဖြစ်ဒီအတိတ်ကလူတွေကကိုယ့်ဘဝတွေကိုပြန်ပြီးပို့ပေးအခါကြလို့ရှိရင်ပူနီတို့ကထင်ကြတာပေါ့ဟာဒါဖူးစာပဲဒီတယောက်ယောက်နဲ့ငါနာကျင်နေတာကိုဖခင်ကတိသွားလို့ငါ့ကိုဒီလူကိုဘဝတွေပြန်ပြီးပို့ပေးတာဒါငါရဲ့ဖူးစာရှင်အမှန်ပဲဆိုပြီးတော့ထင်ကြလိုက်ပေါ့ပူနီလည်းထင်ခဲ့တယ်တကယ်တကယ်ကြတော့ဖခင်က ဟဲ့ကောင်မနေတုံးသေးလားငတုံးမပဲလားစောက်တုံးမပဲလားဟမ်ကြည့်ရအောင်နေဘလို့တုံးနေသေးလဲဆိုပြီးသိကျင်လို့ဖရဘိုးဘွားတွေထည့်လိုက်တာဆိုတော့ခါကြလို့ရှင်ဒါပူနီတို့ရဲ့ဘယ်လိုပြောမလဲဒက်စနီမဟုတ်ဘူးပူနီတို့ရဲ့ဖူးစာမဟုတ်ဘူးပူနီတို့ဘယ်လောက်တုံးလဲဆိုတာဖရရဲ့အဆောင်ချောက်ရဲ့သိကျင်လို့ပြန်မြုပ်ဘွားတွေလွတ်လိုက်တာအမှန်တမ်းဝင်ခိုင်းမယ်ဆိုလို့ရှင်တကယ်ဘောတော့သူနဲ့အဆက်အသွယ်ပြန်ရပြောအဲ့လိုပြန်ပြီးတော့အစဉ်ပြေရဲ့အခါတွေမှာပူနီအရန်ပျော်ခဲ့တယ်တကယ်လုံးဝကဘာပေါ်မှာ အပျော်ဆုံးလူသားလုံးသတ်မှတ်လို့ရတယ်တကယ်တကယ်ကိုသူနဲ့အတူရှိတဲ့အချိန်တွေကပိုနီအတွက်ကအရန်ပျော်ခဲ့ရတယ်ဒါပေမဲ့ပိုနီ တိခဲ့တင်တာကလေအဲ့ဒီအချိန်တွေကသူနဲ့ပြန် ပြီးတော့စကားပြောတဲ့အချိန်တွေကအရာအလုံးရက်လိုက်ရမယ်ဆိုတော့ပိုနီတိခဲ့တင်တယ်တကယ်တကယ်ပိုနီလည်းတိခဲ့တယ်ပိုနီကပိုနီလိန်ခဲ့တာသူကပေါ့နော်ပိုနီမှားယွင်းတဲ့ပြုံးလင်းချက်တွေရမှာဆိုလို့ for force hopes တွေရမှာ ိုးလို့သူကလုံးဝကိုပိုနီရိုးမြောက်ပါတငယ်ချင်းအနေနဲ့ပဲတငယ်ချင်းပဲဆိုတာကိုတိတာအောင်သူကလုံးဝပြခဲ့တယ်ကွာဒါပေမဲ့ပိုနီရကျတော့သူ့ကိုကြိုက်တုံးချစ်တုံးပဲဆိုတဲ့အခါကျတော့ညွန်လေးချက်ကအရန်ကြီးကညွန်လေးချက်အရန်ကြီးပြလာသူနဲ့ကလည်းပြန်ဆုံနေပြီဒါပြန်ပြီးရီစားဖြစ်တော့မှဆိုရင်ညွန်လေးချက်အမိုင်းနဲ့ပိုနီရပိုနီပိုနီဘက်ကပဲတဖက်သက်တည်ယူတိုင်းပိုနီရှေ့တိုးခဲ့တာအဲ့ဒါအရန်မားတယ်ပိုနီရက်ခဲရမှာရက်ခဲရမယ်မှန်းလည်းသိရဒါပေမဲ့ကိုကူကိုမတားဆီးနိုင်ခဲ့ဘူး ဆိုတော့ကုနဲ့ပုံနီနဲ့ဆက်ဆံရေးကခါတိုင်းထပ်ပို့ပြီးတော့ကောင်းသွားတယ်ရီစားဘွားထပ်ပို့ပြီးတော့ကောင်းသွားတယ်တောင်တစ်ယောက်စာရင်းနောက်ရင်းနဲ့ပုံနီတို့နှစ်ယောက်ရဲ့နှစ်ယောက်ထဲပဲနားလဲတဲ့ inside joke စီလည်းအများကြီးရှိခဲ့တယ်ပြောအပြင်းနေအမြဲအတူသွားအတူစားစားတောက်ဆိုင်အစ်စ်တွေကိုရှာဖွေပြီးတော့အဲ့လိုမျိုးအမြဲတွေးနေကြရဆိုအဲ့ဒါတွေအဲ့အရာတွေအားလုံးကသူ့အတွက်ကတငယ်ချင်းတယောက်အနေနဲ့လုပ်ပေမဲ့ပိုနီအတွက်ကအယံကိုလေမူရစေဝါလို့ဆွဲလန်းစရာအရာတခုဖြစ်ခဲ့တယ်ပိုနီအယံကိုယူတုခဲ့တာအယံကိုပျော်ခဲ့တာ ပိုနီရဲ့ပျော်ရွှင်မှုကသူ့အပေါ်ပဲမူတည်တာပိုနီတိတယ်ပိုနီကိုယ်တိုင်လည်းတိခဲ့တယ်ပိုနီရဲ့ပျော်ရွှင်မှုကပိုနီရဲ့အထဲရပဲလာရမယ်တခြားဘယ်အပြင်ရအရာမှမလာဘူးပိုနီရဲ့ပျော်ရွှင်မှုကလူတယောက်ပေါ်မှာဘယ်တော့မှမပုံချအောင်ဆိုတော့ပိုနီတိခဲ့တယ်ဒါပေမဲ့ပိုနီမလုံနိုင်ခဲ့ဘူးသူအတန်းရှင်းပြီးရင်ပိုနီပျော်တယ်သူအတန်းရှင်းမပြီးတဲ့ခါကျလို့ရှိရင်ပိုနီအရန်ကိုစိတ်ညစ်ခဲ့တယ်သူ့ဘက်ကလည်းအဲ့လိုမျိုးပေါ့နော် TikTok TikTok တွေပို့တယ် Instagram Reels တွေပို့တယ်ဟာတာတွေပို့တယ်သူတို့ရှင်ပုံကြီးအယမ်းပြော်တာအယမ်းပြော်အဲ့လိုသူနဲ့စကားပြောနေရတယ်သူတို့ရှင်ပုံကြီးအယမ်းပြော်အဲ့လိုမျိုးသူမှအားလုံးပုံကြီးကိုအတန်းရှင်းမပေးမြရပဲဖြစ်ဖြစ်သူစိတ်စကားပြောဖို့စိတ်မပါလို့တော့သူနေတဲ့အချိန်တွေသူတို့ရှင်ပုံကြီးအမှယူနေတယ်ယူနေပြီဟာတော့ဘာလို့ငါအဆက်တက်မလုပ်လာလဲငါဘာဖြစ်နေလို့လဲငါသူ့ကိုကြိုက်နေတော့မဲလေငါသူနဲ့စကားပြောချင်တော့မဲလေတင်ငန်းချင်းနေနေပဲနေရလဲရလဲကိစ္စမဖြစ်ငါဘိုးကမငါအနားမှာသူရှင်ပြီးရောဆိုပြီးပုံကြီးအဲ့လိုမျိုးတော်တော်ခါကိုတကယ်ကိုပုံကြီးယူခဲ့တာ အဲ့ဒီအရာကြီးကဘလောက်တောင်ဆိုလဲဆိုလို့ရှိရင်ဒါပိုနီရဲ့အလုတ်အကိုင်အပေါ်ပါဟိုထိသွားတဲ့အထိပေါ့နော်ဘလောက်တောင်ထိသွားလဲဆိုလို့ရှိရင်အတုံးကပိုနီကအဲ့တော့ပူနီကဒိတ်ဒိတ်ရှုပ်လုံနေတဲ့ကာလာလူတွေလည်းမမိပါပါ gas ကြီးအများကြီးခေါ်ပြီး relationship အတူအကြောင်းပြောတယ်ပူနီကိုတောက်ကြတယ်ခွိလည်းခွိကြတယ်အဲ့ show လေးပေါ့နော်ဆိုတော့အဲ့ show လုံနေတာပူနီက main host လည်းဖြစ်တာဖြစ်တဲ့အတွက် ဒီ show လောက်တဲ့လူတွေအားလုံးကပုံနည်းပုံမူတည်နေပြတဲ့ခါကြလို့ရှိရင်ပုံနည်းကိုလည်းပတ်ဆံနေအများကြီးပေးပြီးတော့သူတို့ကလည်းခေါ်ရတာပြီးတော့ gas ကြီးကိုဆိုလည်းပတ်ဆံအများကြီးပေးတာဆိုတော့အဲ့အလုပ်ကအရန်အရေးကြီးရဲ့ကွာဆိုတော့ အဲ့လောက်ကူတော့မှထိခိုက်တယ်ထိခိုက်တယ်ဆိုတာသူ့ကြောင့်ထိခိုက်တာမဟုတ်ဘူးနော်ဒီကောင်လေးကြောင့်ထိခိုက်တာမဟုတ်ဘူးပိုနီရဲ့စိတ်ကြောင့်ပိုနီရဲ့ဒီအယံယူသူ့ရဲ့စိတ်ကြောင့်အလောက်ကိုပါထိခိုက်တာဘလို့ဖြစ်လဲဆိုတဲ့အခါကျတော့အဲ့လို तू နဲ့အစီမပြေနေတဲ့အချိန် तू နဲ့နည်းနည်းကတော့ကစားဖြစ်ထားတဲ့အချိန်ကြီးမှာပိုနီရဲ့ shooting ရောက်နေရိုက်ညာသလိုရှိရင်ပိုနီအကောင်းဆုံးတော့အတက်နိုင်ဆုံးအလောက်ကို focus ထားပြီးတော့စကားတွေပြောပြီးရလုတ်ပြီးတဲ့ gas ကိုလည်းပြောပြီးရဒါပေမဲ့တစ်ချိန်တည်းမှာကျတော့ပိုနီကသူ့အကြောင်းပဲတွေးနေတာဆိုတော့ driver ရဲ့လည်းသတိထားပြီးတော့ဟာမပူနီဘလို့ဖြစ်တာလဲနည်းနည်းလေးမြူးအောင်လုပ်ပေးပါအောင်ဒီ episode လေးကို ဆီဂျင်နဲ့ပါညာအဲ့လိုမျိုးဖြစ်တယ်ဆိုတော့အဲ့လိုမျိုးပုံနီကိုရိုက်နေရင်လည်းခဏ break down ယူလိုက်တဲ့အချိန်မှာပုံနီကောင်နေရပုံနီအဲ့လိုမျိုးဟာတာတွေပူတာပဲမင်းမစီပူတာပဲသူ့အကြောင်းနေပြောရမယ်ဆိုလို့ပုံနီအရင်ပြုတ်သွားချင်းချင်းပဲနောက်တစ်ခါရိုက်တဲ့ခါမှာပုံနီလုံးဝလန်းဆန်းပြီးပုံစံပြောင်းသွား ဆိုတော့ခါကျတော့ director ရလည်းလုံးဝအန်နေ or crew ကလည်းအန်နေ or ဟဲ့ဘာဖြစ်သွားလဲချင်းချင်းခုနကပြောဦးပြပြောသွားပြီးအဲ့လိုမျိုးဖြစ်သွားပြန်ပါဆိုတော့အေးပိုနီရဲ့ဒီပေါ့နော်စိတ်ကြောင့်ပိုနီရဲ့အလုပ်ပါလာပြီးတော့ထိခိုက်တာပိုနီရဲ့ performance ဒီပါထိခိုက်တဲ့အထိကိုတော်လေးကိုဖြစ်ခဲ့တယ်ပိုနီရဲ့ version မှုကလုံးဝကိုဒီကောင်လေးပြရဲ့ attention ပေါ်မှာအရင်ကြီးတို့မူတည်ခဲ့တာ तू ကတော့ तू ဖြစ်တယ်မူတိုင်း तू ကသူသူ့ဘဝလေး तू နေနေရပဲဒါမဲ့တစ်ချိန်တည်းမှာじゃ तू ကじゃတော့ပိုနီရဲ့ဘဝကြီးကိုဖြစ်ခဲ့တယ် အမြဲတမ်းသူ့ရဲ့ဒီ Instagram stories တွေပုံကြီးအမြဲတမ်းကြည့်ရတချင်းတင်လို့ရှိရင်လည်းဒီတချင်းစာသားကဘ ᱹ ဒူကိုရည်ရွယ်ရလဲငါ့ကိုရည်ရွယ်ရလားချားလူကိုရည်ရွယ်ရလားအဲ့ဒါကြီးလိုက်ဖတ်ပြောပုံကြီးစိတ်ကိုပုံကြီးအရန်နှိမ့်ဆက်တယ်ပြီးတဲ့ခါကျလို့ရှိရင်အမြဲတမ်းသူ့နဲ့ပုံကြီးကအပြင်သွားနေကြဘူးသူအလုံနိုင်ရပြည်ဆိုလို့ရှိရင်အမြဲတမ်းသူ့နဲ့ပုံကြီးကအပြင်သွားနေကြ तू မသွားလို့ရှိရင်လည်း तू ကအိမ်မှာနေရများလူစားမျိုးအဲ့လိုမဟုတ်ဘဲနဲ့ तू ကပုံကြီးကိုမပြောဝါပဲနဲ့သူတကယ်ညီနေနဲ့အပြင်ထွက်တယ် ပြောကြလည်းအကြောင်းမရှိဘူးလေကိုနေပြောတာကြောင့်မှမရှိဘူး။သူနဲ့ကိုနေရီးသားလည်းမဟုတ်ဘူးလေ။သူကသူကြိုက်တဲ့လူနဲ့လေအပြင်ထွက်လို့ရတယ်ကွာ။သူကြိုက်တဲ့လူနဲ့ထိတ်ချင်ထိတ်လို့ရတယ်။တကယ်ရင်နဲ့တွေ့ရင်တွေ့လို့ရတယ်။ကိုနေမှဘာမှပြောပိုင်ဝင်လည်းမရှိလို့သူကလည်းကိုနေပြောပိုင်ဝင်မရှိဘူး။ဒါပေမဲ့ကိုနေရဆရာသူ့အကြောင်းအရာအလုံးအမြဲတမ်းသိနေချင်တာ။သူဘသူနဲ့ပဲချိန်မှာဘာရှိနေလဲဘာလုံးနေလဲဘယ်သွားနေလဲဘာစားနေလဲဘာပြောနေလဲအဲ့ဒါတွေကိုအရင်ကကိုနေသိချင်ကြတာအဲ့လိုမျိုးပေါ့နော်။ပြင်သွားရယ်စတိုရီတင်ထားတယ်။ထားပါတော့စားတော့ဆိုင်မှာမို့လို့သူ့စတိုရီမှာရိုက်ထားတဲ့ပုံက ဒီမှာဟင်းပွဲတစ်ပွဲဒီမှာဟင်းပွဲတစ်ပွဲဟင်းပွဲနှစ်ပွဲဆိုလို့ရှိရင်ပုန်နီကနဲ့စားရလဲဘယ်သူနဲ့တွေ့ရလဲဘာလို့တွေ့နေကြလဲဘာပြောနေကြလဲပုန်နီတယောက်ထဲမှာဖုန်းတိုင်ပြီးပုန်နီယူနေပြီပြတဲ့ခါကျတော့ရှင်ထားပါတယ်သူကဒီကဆိုင်ရအဲ့လိုလှလို့ story လေးအဲ့လိုမျိုးလေးရရိုက်လိုက်ပြီးဒီဘက်မှာပြန်ပြီးရက်လိုက်ပြီးဆိုလို့ရှိရင်ဒီဘက်ရက်လိုက်တဲ့ခါမှာဒီမှာတခြားလူရဲ့လက် a story မှာပါသွားမယ်ပါသွားမယ်ဆိုရင်ပုန်နီကအဲ story ကိုအမှန်ရက်ပြီးထောက်ပြီးပုန်နီဖြဲပြီးတော့ကြည့်ပြီးအဲ့လက်ကရောက်ချလက်လား မိမလက်လားမတူးလက်လဲဘသူလဲဘာလဲညာလဲသူတို့ကဘာကြီးလဲအဲ့လိုအဲ့လိုကိုနေအရန်ကိုတွေးရပြီးတော့ခက်တယ်ပြထားပါတော့ဟင်းဟင်းပကံကိုဓာတ်ပုံရိုက်ထားလို့ zoom မှာ reflection ပေါ်ရဆိုလို့ရှိရင်အဲ့ zoom ကိုနော်ကိုနေဖြဲကြည့်ပြီးတော့အဲ့ zoom မှာပါတဲ့လူပုံလေးကဒါကနောက်တယောက်လားဒါမှမဟုတ်ဒါတငယ်ချင်းလားပါလားအဲ့လောက်ကြီးကိုဖြဲကြည့်ပြီးတော့ပုံနေယူတာမဖြစ်သင့်ဘူးဘာလုံးဝမဖြစ်သင့်ဘူးဒီကြည့်နေလူတွေအားလုံးလည်းပုံနေမဖြစ်စေချင်ဘူးအဲ့လိုမျိုးကြီးအရန်ကိုတော်တော်ခက်ခဲခဲ့တယ် ဘောက်ကိုပြန်ပြီးကို့အတွင်းထဲကိုတက်နေရဒါပေမဲ့အဲ့ဒါတွေအလုံးကိုနီသူ့ကိုလုံးဝမပြောပြမပြောပြခဲ့ဘူးမပြောပြခဲ့တာပဲကို့ကိုကျေးဇူးတင်မှာဘာလို့လဲဆိုတော့ပြောပြခဲ့လိုက်တယ်ဆိုလို့ရှိရင်ပူနီဘက်ကအရန်အောက်တယ်ကွာအရန်အောက်မဲ့ပူနီတည်ရဆိုမပြောပြခဲ့ဘူးမပြောပြခဲ့ပေမဲ့လည်းပူနီစိတ်ထဲမှာကတော့မီးရလောင်နေပြီပူနီသူ့ဘာဘူးနဲ့သွားလဲဘာလုပ်နေလဲပူနီတည်တဲ့ချိန်မှာတခြားပြောက်ရနေပြီလားဆိုတာမျိုးကိုလည်းပူနီအရန်တည်ချင်တယ်နောက်ပူနီဘလောက်အောင်ဆိုရဲဆိုလို့ရှိရင်ပူနီသူနဲ့ပတ်သက်ပြီးတော့တာရော့တွေပါသွားမေးရတဲ့အထိကိုပူနီလုခဲ့တယ်ကွာ င်တော့ဆိုလို့ရင်မနာကူနီယာဟွန်းနင်တို့ယောက်ျားတယောက်တွဲကြောင်းနဲ့ဗီဒီနီမေးရရရဲခြေတဲရိုဒီမေးအယူမရဆိုသူညာကိုလှောင်ရတကယ်တကယ်ကျွန်မလည်းအဲ့လိုယူမအကြီးစားဖြစ်သွားတာဒါတဲရိုကိုသွားမေးတဲရိုဆံမအဲ့လိုသွားမေးသူနဲ့ပတ်သက်ပြီးပြောပြအဲ့လိုမျိုးတွေမျိုးပြောပေါ့နော်အလောက်ကြီးကိုကူနီဖြစ်ခဲ့တာပြီးတော့ကူနီပြောခဲ့တယ်ပဲကူနီကသူ့ရဲ့ Instagram stories တွေကိုအရန် stop ခဲ့ရဆိုတော့အမှန်နေမပြီးပုံနေ TikTok မှာပါသူ့အရင် stop တာကွာဆိုတော့အဲတော့ကသူနဲ့ပုံနေအချင်းချင်း TikTok မှာ follow ထားတဲ့ခါကျသူ့ရဲ့ TikTok repost တွေတွေ့ရတွေ့တာကဘလို့သဘောမျိုးလဲဆိုလို့ရှင်ပုံနေရဲ့အဲသူ့ရဲ့ TikTok repost တွေတော်တော်များများပေါ့နော်ဒါသူတရားရောက်ကိုသူလွမ်းနေတာတရားကိုသူမျောနေတာမျိုးပေါ့နော်ပုံနေကိုလွမ်းတာပုံနေကိုမျောတာမဟုတ်ဘူးဆိုတော့ပုံနေတည်ရဆိုတော့ ဒီဆက်ဆက်ရေးမှာပေါ့နော်နောက်ထပ်တခြားတယောက် third person ရှိနေပြီဆိုပုံနေတည့်ရတည့်ရသူနဲ့ပုံနေနဲ့ညာဘက်ညာစာတူဆိုင်နေမှာပုံနေမေးလိုက်တယ်နင်မာလို့သဘောကျနေတဲ့လူရှိနေပြီလားလို့မေးလိုက်တဲ့ခါကျ तू ကနေဟုတ်တယ်တဲ့ရှိနေပြီရဲ့ဒါပေမဲ့ပေါ့နော်အဲ့လူနဲ့ तू နဲတဲ့ဆက်သွယ်မရှိဘူးပေါ့ तू စိတ်နာစရာတခုရှိရမှုလို့အဲ့လူကို तू ဆက်သွယ်မလုပ်ဘူးဒီတိုင်းပဲ तू ကြိတ်ပြီးတော့ပဲလွမ်းနေရတဲ့ तू ပုံနေကိုပြောပြတယ်ပုံနေကိုလည်း तू မေးရပေါ့နော်ပုံနေရောတဲ့ ဘောကြနေရလို့ရှိပြီလားဆိုတော့ကိုနေကကိုနေကြမရှက်ဘူးကွာကိုနေဘယ်တော့မှမရှက်ဘူးချိန်နေပတ်လို့ကိုနေတဲ့ပြာအေးလို့သဘောကြနေလို့ရှိရနေရင်လို့ငါနေနဲ့ပြန်ရွှေ့ကျင်လို့နေငါတွေ့နေရလို့ကိုနေအဲ့လိုတဲ့ကိုကိုနေပြောချတာသူကတော့သဘောရိုးပဲပြောပြောလိုက်ပါတယ်ကိုနေကိုလည်းဘာမှမျှော်လင့်ချက်အမှားရဘူးမပေးဘူးမျှော်လင့်ချက်အမှားပေးမိရခါကျတော့သူအပြစ်ဖြစ်မှာသူသိနေရမို့လို့သူကတော့ကိုနေကိုဒီတိုင်းပဲပြလိုက်တယ်ကိုနေနဲ့ကျွန်တော်နေရတဲ့ရေစက်ထပ်ပါတယ်ဆိုလို့ရှိရင်တော့ရေစက်ဖြစ်ရင်တော့ဖြစ်မှာပေါ့တဲ့အခုခုကတော့တငယ်ချင်းနေနေပဲကောင်းနေတဲ့အဲ့လိုပြောရဲဆိုတော့ သူကွာစကားကိုပြပတတာပြောထားပြီးသားပူနီရနာပူနီလို့ယူပြီးတော့အတင်းနေပူနီရှေ့ဆက်နေခဲ့တာဆိုတဲ့အခါကျတော့တော်တော်များတွေးကြနေမယ်သူကတခြားလူတယောက်ရှိနေပြီးဟေးဆိုရဲစကားမျိုးပြောလိုက်တဲ့အခါမှာတော်တော်များပြကြနေမယ်ပူနီအဲ့ချိန်မှာလုံးဝပူနီရဲ့နှလုံးသားကြီးက ပိုက်တဲ့ကိုဒုံနေဆိုပြီးပြုတ်ကျသွားတဲ့ခန်းသားချက်မျိုးရလာပူနီရှင်ထဲမှာစစ်စစ်နာကျင်လာခဲ့လားဆိုပြီးမေးကြမယ်ဆိုလို့ရှိရင်ပူနီလုံးဝမခံစားခဲ့ရဘူး။ဒါဆိုဘာမှမခံစားခဲ့ရဘူး။အဲ့လိုဘာမှမခံစားလိုက်ရတဲ့အချိန်မှာပူနီကိုပူနီသိသွားတယ်။ပူနီလက်မခံခြင်းနဲ့အမှန်တရားသိသွားတယ်။အဲ့ဒါဘာလဲဆိုတော့ဒီကောင်လေးကိုပူနီမချစ်တော့ဘူး။သူ့ကိုပူနီတကယ်မချစ်တော့ဘူး။ သူ့ကိုပိုနီဘာလို့ပြန်ပြီးတော့လိုချင်လဲဆိုလို့ရှိရင်ပိုနီရဲ့အတ္တစိတ်ကြောင့်ပိုနီရဲ့မာနကိုထိလို့ပိုနီပြန်ပြီးတော့လိုချင်တယ်ဆိုရယ်ပိုနီကိုပိုနီဖုံးကွယ်ထားတဲ့အမှန်တရားယူအဲ့ဒီညမှာပိုနီတိလိုက်ရတယ်ပိုနီသူ့ကိုတကယ်မချစ်တော့ဘူးပိုနီရဲ့မာနစိတ်ကြောင့်အတ္တစိတ်ကြောင့်ပိုနီသူ့ကိုပြန်ပြီးတော့လိုချင်တယ်ဘာလို့လဲဆိုတော့ပိုနီကခလေးဘဝတွေကအများနဲ့လိုချင်တာရခဲ့တဲ့လူပိုနီမိဘတွေကမချမ်းသာဘူးတာမန်မိသားစုပဲဒါပေမဲ့ငငယ်ဘဝတွေကမိဘတွေကပိုနီ laptop လိုချင်တာချက်ချင်းရအောင်ဝယ်ပေးတယ် ပုံဒီကြောင်းလွယ်အစ်တို့လိုချင်လားချက်ချင်းရအောင်လို့ဝယ်ပေးရဖုန်းလိုချင်လားလုတ်ပေးရအဲ့လိုမျိုးပုံဒီကအများနဲ့လိုချင်တာကိုအများနဲ့ရခဲ့ရတငယ်ချင်းပေါင်းသိမ်းမှာဆိုလို့ရှိရင်ပုံဒီကတငယ်ချင်းကအရန်ခေါင်းလေပုံဒီတငယ်ချင်းနဲ့ပုံဒီကိုဂယူးဆိုင်ကြရတယ်ပုံဒီနားမှာရှိပေးကြရတယ်ပုံဒီဖြစ်ချင်တာကိုတငယ်ချင်းနဲ့ဖြည့်ဆည်းပေးကြရတယ်ဆိုတဲ့အခါကျတော့ပုံဒီကဒီတယောက်ကိုပါပုံဒီအရန်လိုချင်တယ်တသက်လုံးကလိုချင်တာရခဲ့တဲ့လူကဒီလူကိုဘာလို့မရနိုင်ရမှာလဲရအောင်ရအောင်မယ်ဒီလူကငါအပိုင်မယ်ဆိုတော့ပုံဒီရဲ့အတ္တစိတ်ကြီးကြောင့် ပွန်နီတို့ပြန်ပြီးတော့လိုချင်ပြီးတွဲချင်ငယ်ဆိုတာပွန်နီလုံးဝတိလိုက်တယ်ပွန်နီတို့တကယ်မချစ်တော့တကယ်ကိုမချစ်တော့တာအဲ့လိုနဲ့ပဲပေါ့နော်ဘလောက်ပဲဆက်ဆံရေးရကောင်းရဲ့ကောင်းကဲမဟုတ်နေရဆက်ဆံရေးမို့လို့အရာအလုံးကရက်ရမယ်ဆိုတဲ့တရရောက်လာတာပေါ့နော်တရမှာသူနဲ့ပွန်နီနဲ့ဘာမဟုတ်တဲ့ကိစ္စလေးနဲ့နှစ်ယောက်သားကတားကစားဖြစ်ပြီးတော့သူကပွန်နီကို ghost သွားတယ် ကိုစွာပုန်ဒီလုံးဝထပ်ပြောစားရဖို့ရတောင်းပန်နေသူဘက်ကအဆုတ်တယ်မလုပ်လာတော့ဘူးဆိုတော့အဲ့အချိန်မှာပုန်ဒီအရန်ကို break down ဖြစ်သွားပြီအလုတ်ကိုင်းကြီးလည်းအရန်များပြီး busy ဖြစ်နေတဲ့အချိန်ဆိုပေမဲ့ပုန်ဒီအလုတ်ကိုတော့ focus မလုပ်နိုင်ခဲ့ဘူးအဲ့လိုသူနဲ့ဝေးနေတာပုန်ဒီလုံးဝမခံစားနိုင်ဘူး ဒါပွနီဟွာပေါ့နော် victim player မဟုတ်ဘူးပေါ့နော်အာသူ့ကြောင့်လည်းပွနီနာကျင်ရဲ့ဘာညာပြောချင်တာမဟုတ်ဘူးပွနီစိတ်ပွနီစိတ်ကြောင့်လည်းပွနီနာကျင်တာကိုပွနီပြောပြတာအဲ့အချိန်မှာပွနီသူ့ရဲ့အဲ့လို social media ကိုလည်းပွနီ like ပြောကြည့်ရဲ့သူကငါ့ကိုဘာလို့စကားပြောမပြောမင်းနဲ့ very တော်နေရလဲဘသူတွေနဲ့တွေ့နေရလဲဒါပမာပါလုံးနေရလဲပါစားနေအဲ့လိုမျိုးတစ်ချိန်လုံးဖုန်းကြီးကိုလက်ထဲမှာကာမီပွနီတုံတီတီနဲ့ပွနီဖြစ်နေခဲ့တာ ပြီးတဲ့ခါကျလို့ရှိရင်ပိုနီအလုတ်တီဆိုလို့ရှိရင်လည်းအာအလုတ်ကိုတေချာ focus မလုပ်နိုင်ခဲ့ဘူးကွာပိုနီပိုနီကိုပိုနီထိခိုက်အောင်အရန်လုပ်ခဲ့တာဘယ်လိုလဲဆိုတော့အဲ့တော့ကပိုနီ online မှာတောက်လျှောက်ပိုနီ content တွေတင်နေတယ် review တွေတင်နေတယ်အဲ့လိုမျိုးရည်ရအောင်လုပ်နေရတယ်ဆိုရင်ပိုနီကစိတ်ထဲမှာမပျော်တဲ့အခါကျတော့ ကိုနီ content ညာလေအဲ့တော့ကလုံးဝပြောဖို့မကောင်းခဲ့ဘူးပြီးရခါကြလို့ရှိရင်တချို့ audience ကလာပြောကြရပေါ့နော်ပုံနီကအရင်ပြောင်းလဲသွားရင်အရင်ကသိခဲ့တဲ့ပုံနီမဟုတ်တော့ဘူးပုံစံကြီးကပြောင်းနေပြီဆိုပြီးပြောကြရအဲ့လောက်အထီအောင်တချို့လူတွေသတိထားမိရဲ့အထီပေါ့နော်ပုံနီကဟန်ဆောင်ပြီးတော့လူတွေရီရအောင်ပြောအောင်လုပ်ပြပေးပုံနီအတွင်းထဲမှာじゃပုံနီမပြောဘူးမပြောတဲ့ခါကျတော့ပုံနီရဲ့ content တွေကိုပါလာပြီးတော့ထိခိုက်တဲ့အထီကိုဖြစ်တယ်ဆိုတော့အဲ့တော့ကတော့လူတွေကသတိမထားမိလောက်ကြဘူးပုံနီလို့ပွဲရိတ်တက်တယ်ညီမပြီးမှာ ကွန်တနေလောက်တယ်ဟီဟာလောက်တယ်ဆိုလူတွေကအာပူနီကအဲ့လိုမျိုးလောက်ပြနေပျော်နေမှတမ်းဒါပေမဲ့အဲ့ချိန်မှာတချို့လူတွေမသိကြတာပူနီက online ပေါ်မှာအဲ့လိုပြောပြမှာတကယ်လက်တွေ့ပေါ်မှာပူနီကဘလို့ဖြစ်နေလဲဆိုတော့အဲ့လိုထားပါတော့ဖုန်းရင်းလို့ gain ပြီးတော့အဲ့လိုဖြစ်ပြီးအဲ့လိုတယောက်တည်းကိုလုံးဝအဲ့လိုစစ်တိုက်နေတယ်လို့မျိုးယူပူနီအရန်ကိုယူသွန့်နေတဲ့အချိန်တွေဖြစ်ခဲ့ရပြီးတော့အဲ့အချိန်မှာပူနီတခြားလူတွေကိုပူနီ ဒိတ်လောက်ကြည့်ရဲတွေးကြည့်ရဲကွာဘာလို့ဆိုတော့အဲသူရောက်မှပဲငါ့ကိုထားဝါတိရပဲငါလည်းတခြားလူတွေနဲ့ဒိတ်မှာပဲတွေးမှာပဲဆိုပုံနေအဲ့လိုတွေးကြည့်တွေးကြည့်ရဲဆိုပေမဲ့အဲ့လူတွေကိုပုံနေလုံးဝပုံနေစိတ်ရှင်းနဲ့မကြိုက်ဘူးခံစားလို့မရဘူးပြီးတော့ခါကြလို့ရှိရင်လည်းအဲ့တခါဆိုအဲ့အကိုကြောက်ကိုပုံနေပြန်တွေးရလေပုံနေအရန်အားနာတယ်သူနဲ့ပုံနေကဒါလုံးဝဒိတ်နေတဲ့အချိန်တော့ဒိတ်ပြီးတော့စားတော့ဆိုင်မှာထိုင်ပြီးတော့စကားပြောနေတဲ့အချိန်ဂျန်ဂျန်စီတီမှာကော်ဖီဆိုင်မှာစကားပြောနေပြောနေတဲ့အချိန်မှာပုံနေဖုန်းကိုချက်မိရခါမှာ အရင်ကောင်တည်းရဲ့ Instagram story ကိုပုံနေကြည့်မိရကြည့်မိရော तू ကအောက်ထက်ကကိုကိုဖူမှာမုံစားနေဆိုတာပုံနေတွေ့တွေ့တဲ့ခါကျတော့ချက်ချင်းပဲအဲ့ဒီပုံနေရှင်မှာအဲ့အကိုကြီးထိုင်နေတာပုံနေကမန်နေဂျာကဖုန်းလာတယ်လို့ပါလို့ပုံနေဟန်ဆောင်ပြီးတော့အကိုခဏတော့ညီမပြန်မဖုန်းခဏတော့ပြောလိုက်ရမယ်ဆိုတော့အဲ့လိုအဲ့ကိုရဲ့ SI မှာထားခဲ့ပြီးတော့အောက်ထက်ကဆိုင်မှာပုံနေစင်းပြီးတော့ရှာတာပုံနေအရင်ကောင်လေးရောက်နေရဆိုတော့ သူကဘသူနဲ့ရောက်ညာလဲဘသူနဲ့တွေ့ညာလဲသူတွေ့ညာယောက်ျားလားမိန်းမလားဆိုပြီးအဲ့ကိုကိုဖူးဆိုင်နဲ့ဝင်ပြီးတော့ပုံနေအယူမလို့ပဲပုံနေရှာရဒါပေမဲ့မတွေ့ခဲ့ပါဘူးကြည်ရတာသူကလည်းသူပြန်ကန်ဒီမှတင်သွားတဲ့ပုံမှာပဲဘာဖြစ်ကွာပုံနေလှုပ်လိုက်တဲ့အရာကြီးကပုံနေနဲ့ဒိတ်ညာလူပေါ်လဲအာနာကိုလည်းကောင်းလို့ပုံနေကုတ်ပုံနေလည်းရှက်မိရဘာလဲဆိုတော့အဲ့လိုအယူတယောက်လို့ကွာဆိုင်နဲ့ကိုမစားဘဲနဲ့စပွဲကုန်းကိုပတ်ပြီးရှာတယ်ဆိုဘယ်တော့ရှက်ဖို့ကောင်းနေစဉ်းစားကြည့်အပုန်ကြီးအလောက်ကြီးထီကိုပုန်ကြီးဖြစ်ခဲ့ရတကယ်တော့အချစ်မဟုတ်ဘူး အချစ်မဟုတ်ဘူးဆွဲလန်းမှုဆွဲလန်းမှုအတ္တလောဘမာနအဲ့ကြောင့်ပုံဒီအလောက်ကြီးပုံဒီဖြစ်ခဲ့ရတော့တဲ့ယူနေအောင်ပေါ့နော်အစားတောက်တွေလည်းမမှန်ဘူးဒီနေ့မှတနက်ပဲစားတယ်စားပြီးမှလည်းပြန်အန်တယ်အဲ့လိုမျိုးနဲ့ပုံဒီဘလောက်တောင်ဖြစ်တယ်ပုံဒီနောက်ဆုံးပေါ့တိုက်ဖက်ယောဂါပါဖြစ်သွားတိုက်ဖက်ယောဂါဖြစ်ပြီးရောအလုပ်တွေရှုပ်နေတဲ့အချိန်မှာမှသေးတွေတွင်တမန်နေရိုက်ပြီးတော့အစီကြီးမှာပါဆေးုံတက်လိုက်ရတဲ့အချီကိုပုန်နီဖြစ်ခဲ့တာအဲ့တော့ဒီကျမကြီးကိုထိခိုက်တဲ့အချီကိုပုန်နီကိုပုန်နီပုန်နီတတ်နေခဲ့ရပြီးတော့နောက်ဆုံး တခုအနေနဲ့ကပူနီအဲ့တုန်းက Facebook ပူနီရဲ့ personal account မှာပူနီစာတခုတင်လိုက်တယ်။အဲ့စာအကြောင်းနဲ့သူပူနီကိုဖုန်းခေါ်လာပြီးပူနီကိုနှစ်ယောက်ရန်နေအကြီးကြီးဖြစ်ကြတယ်။အေးနောက်ဆုံးရန်ဖြစ်ရတဲ့အကြောင်းများကိစ္စတွေပိုနီမပြောပြတော့ဘူး။ဘာလို့မပြောပြတော့ဘူးလဲဆိုတော့တတိယလူလဲပါတယ်လို့အဲတတိယလူလဲပိုနီရဲ့ဒေါသကြောင့်နေအများကြီးထိကြိုက်သွားတယ်။ဆိုတဲ့အခါကျတော့အဲတတိယလူကောင်လေးကိုလဲပိုနီ သွားပြီးတော့ကိုနေတောင်းပန်ပေးပြီးသူနဲ့ကိုနေလည်းနှစ်ယောက်သား face ယူပေးပြီးပေါ့နော်ဆိုတော့ဒီကိစ္စကတော့ပြီးသွားထားတယ်ကိုနေ detail လေးလည်းဝမ်းမပြောပြချင်တော့အရန်ပင်မယ်လို့ပြီးတဲ့ခါကျတော့အဲ့ဒီမှာနောက်ဆုံးအနေနဲ့ကိုနေအရင်ကောင်လေးနဲ့ကိုနေဖုန်းနေပြောပြီးတော့အကြီးကျယ်ရန်နေဖြစ်ကြတယ်အဲ့လို तू ကလည်း तू ပြောချင်တဲ့စကားတွေကိုနေပြောတယ်ကိုနေကလည်းကိုနေပြောချင်တဲ့စကားတွေကိုနေပြောတယ်ဒါပေမဲ့ပူနီတီရပူနီတို့နှစ်ယောက်လုံးကိုတကယ်တကယ်ရင်ထဲမှာပြောချင်တဲ့စကားတွေကိုပူနီတို့မပြောလိုက်ကြဘူး။ဘာလို့မပြောလိုက်ကြလဲဆိုတော့နှစ်ယောက်လုံးကပြင်းမှန်းနေပြီ သူဘက်ကကြီးရဲ့ဆိုလို့ရှိရင်လေပူနီယအမြဲတမ်းသူ့နဲ့ပတ်သက်ပြီးတော့တိကျနေတယ်သူရှိသားမဖြစ်ရှင်တော့တာကိုပူနီယဆက်ပြီးတော့ဖြစ်ရှင်နေအတင်းနေလုံနေရကြောင်းနဲ့မို့လို့ तू ကမွန်ချက်ပြီးတော့ပင်မလာနေပြီတစ်ချိန်တည်းမှာလည်းအဲ့လိုပဲပူနီယ तू ကပူနီယကိုဘာလို့ပြန်မချစ်ပေးနိုင်တာလဲပူနီယကတော့ကောင်းနေအောင်ဘာလို့ပူနီကိုပြန်မလိုချင်တာလဲဆိုတော့စိတ်ကြောက်နေပင်မနေပြီဆိုရင်လည်းပဲတိတ်နှလိုက်ကြတော့အရန်ကိုပင်မနေပြီကို तू လည်းပင်မနေပူနီလည်းပင်မနေပြီအားနဲ့ပဲအဲ့နေရနောက်ဆုံးတစ်ခေါက်စကားပြောပြသူနဲ့ပူနီရဲ့လုံးဝဇလန်းပြီးသွားပြီလုံးဝအဆက်အသွယ်ပြတ်သွားပြီ social media မှာလည်းလုံးဝတောင်းတယောက် follow ထားခြင်း connection လုပ်ခြင်းလုံးဝမရှိတော့ဘူးလုံးဝနှစ်ယောက်လုံးဝဒဇိန်ဖြစ်သွားပြီကျောင်းယောက်ကတိတ်လူလိုဖြစ်သွားပြီပေါ့နော်ဆိုတော့အဲ့လိုဖြစ်သွားတာလေးတခုကိုနေကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ပူနေအဲ့ဒါကြောင့်လည်းမဟုတ်ဘူးပူနေလုံးဝ move နိုင်လိုက်တယ်အဲ့အချိန်မှာပူနေအနေမှာတိတ်လိုက်တယ်သူနဲ့ငါနဲ့ကလုံးဝမဖြစ်နိုင်တော့ဘူးသူကငါရဲ့လူမှန်မဟုတ်တယ်လို့ငါလည်းသူ့ရဲ့လူမှန်မဟုတ်ဘူးဆိုတဲ့အခါကျတော့ဒီဇလန်ကြီးကပြီးမှရတော့မရှိစားဘူးမဖြစ်နိုင်တော့ဘူးဆိုတော့ပူနေအမှန်တရားကိုလုံးဝတိတ်လိုက်ပြီးတော့ ဲ့အချိန်နေစားပြီးသူနဲ့ပတ်သက်သမျှအားလုံးပုံဒီလုံးဝလက်လျှော့ပလိုက်တယ်အခုဆိုလို့ရှိရင်သူ့ပေါ်ပုံဒီမုံချင်းပြန်ပြီးတော့လိုချင်လိုချင်တဲ့စိတ်အဲ့လိုမျိုးနာကြီးရပါညာလုံးဝမရှိတော့ဘူးချစ်တာလည်းမရှိတော့ဘူးမုန်းတာလည်းမရှိတော့ဘူးသူနဲ့ပတ်သက်ပြီးဘာစိတ်မှမရှိတော့ဘူးသူလည်းသူ့ဘွားလေးနဲ့သူအေးချမ်းနေပြီသူ့ကိုလည်းအေးချမ်းစေချင်တယ်ပုံဒီလည်းပုံဒီဘွားနဲ့ပုံဒီအေးချမ်းနေပြီးတော့ဒီဗီဒီယိုကလည်းဒါပုံဒီသူနဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားတွေဒါနောက်ဆုံးပဲဘယ်တော့မှသူ့အကြောင်းထပ်ပြီးတော့လည်းမပြောတော့ဘူး ုဆိုလို့ရှိရင်ပူနေလုံးဝအပြည့်ဆုံးသူနဲ့ပတ်သက်ပြီးပူနေ healing လုပ်ပြီးသွားပြီပူနေဘွားမှာလည်းပူနေပျော်နေပြီပူနေအလုပ်တွေကိုလည်းပြန်ပြီးတခြား focus ထားပြီးတော့လုပ်နေပြီအဲ့လိုမျိုးပဲလူတိုင်းအဲ့လိုဖြစ်နေခြင်းနဲ့ပူနေဒီနေ့ပျော်ပြခဲ့တဲ့အကြောင်းအရာတွေအားလုံးကအခုချိန်မှာလူတစ်ယောက်ကလည်းအဲ့လိုမျိုးအဖြစ်ပြက်တွေအားလုံးဖြတ်တန်းနေမှာပဲဒါမှမဟုတ်ဖြတ်တန်းမယ်လို့တွေးနေမှာပဲဆိုတော့အဲ့လိုမျိုးပူနေပြောချင်တာကပူနေလိုမျိုးကျမ်းမာရေးထိခိုက်တဲ့အထိစိတ်တွေထိခိုက်တဲ့အထိတခြားလူတွေပါထိခိုက်တဲ့အထိကို မယူတပါနဲ့အဲ့လောက်ကြီးကိုမမိုက်မဲပါနဲ့လို့ကိုနီပြောချင်တယ်ပေါ့နော်ဒါပိုနီဘွားအတွက်အမှားဆုံးအမှားကြီးပဲအဲ့အတွက်နောင်တမရသလိုတစ်ချိန်တည်းမှာလဲနောင်နာရတယ်ပေါ့နော်ပိုနီရက်တင်လောက်နဲ့ပိုနီရက်ခဲရမှာမရက်ခဲလို့ပိုနီမှာထိခိုက်နေတာမှုတွေအများကြီးရိုင်းများွားတယ်ကောင်လေးအတွက်လည်းထိခိုက်နေတာမှုတွေရှိရပိုနီအတွက်လည်းရှိရနှစ်ယောက်လုံးအတွက် အလုံးဝအကျိုးမရှိဘူး။အဲဒါကြောင့်မို့လို့ဒီလူတွေအားလုံးလည်းပေါ့နော်။ကိုနီမားလိုမျိုးမမားကြဘူးလို့ကိုနီလုံးဝ request လုပ်ပါတယ်။ move on လိုက်ကြပါ။ move on လုပ်နိုင်တာကလေကိုကိုကိုလွတ်မြောက်ပေးလိုက်တာပဲ။လုံးဝလုပ်တဲ့နဲ့အရာပြီးတဲ့ခါကျတော့ပေါ့နော်။ကိုနီအခုလိုမျိုးတဖြည်းဖြည်းတာမလာလဲလေ။ကိုနီရဲ့မိဘတွေကြောင့်လည်းပါတယ်။တကယ်ချင်းပေါင်းသင်းတွေကြောင့်လည်းပါတယ်လို့အခုဒီ video ကိုကြည့်နေတဲ့လူတွေကြောင့်လည်းပါတယ်။ ဒီလူတွေကြောင့်နေပုန်ဒီဒီအလုပ်ကိုရှေ့ဆက်ပြီးတော့လုပ်တယ်ဒီလူတွေပုန်ကိုအားပေးလို့ပုန်ဆက်ပြီးတော့တာမန်လာတာမို့လို့ဒီဗီဒီယိုကြည့်နေတဲ့အားလုံးလေးပုန်တကယ်ကျေးဇူးတင်တယ်သလားပုန် move on လုပ်နိုင်တဲ့အကြောင်းအရာမှလည်းရှင်တို့ကြောင့်လည်းပါတယ်ဆိုတော့တကယ်တကယ်ချစ်တယ်ပုန်ဒီလိုမျိုးစီးပွားရေးရဒီအနေထားရောက်ဖို့ပြေလူကြီးတယောက်ဖြစ်လာဖို့ဆိုတာဒီလူတွေကြောင့်လည်းပါတာမို့လို့လေတကယ်ကျေးဇူးအများကြီးတင်ပါတယ်အကုန်လုံးကိုလည်းချစ်တယ်ပြီးတော့ခါကြလို့ရှိရင်ပုန်ထပ်ပို့ပြီးတော့ ရင်းချက်ကြဖို့လူကြီးဆန်ကြဖို့အတွေးခေါ်တွေကောင်းကြဖို့ပုံဒီအများအမ်းဆူတောင်းပြပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကပေါ့နော်မှန်တိုင်းပြမယ်ဆိုလို့ရှိရင်နည်းနည်း heavy လည်းဖြစ်တယ်ပြီးတဲ့ခါကျလို့ရှိရင်အတိတ်ကလည်းပြန်ဆွတ်တယ်လို့လည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့ပုံဒီဒီအကြောင်းအရာတွေပြောလိုက်လို့ရင်းထဲမှာတောက်လျှောက်ရှိခဲ့တဲ့အဆိုင်ခဲကြီးကကြေဝါးကြီးဆိုရင်ဒီနေ့ဒီဗီဒီယိုကဒီလောက်ပါပဲခုလိုမျိုးကြည့်ပြရအတွက်လည်းကျေးဇူးလည်းအများကြီးတင်ပါတယ်နောက်ပိုင်းဆိုလို့ရှိရင်ပုံဒီပျော်စရာအကြောင်းအရာလေးတွေခက်မများလေးပြောပြမယ်နော်